နေပြည်တော်မှာအာဏာသိမ်းစစ်တပ်ကကျင်းပခဲ့တဲ့တနင်္ဂနွေပြစ်ခတ်တိုက်ခိုက်မှုရစေးသဘောတူစာချုပ် NCA စနစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကိုတက်ရောက်ခဲ့သူတွေအပေါ်ဝေဖန်မှုတွေမြင့်တက်နေပါဗါးအဲ့ဒီအထဲမှာကေမျိုးသားစီယုံ KNU ရဲ့ဥက္ကဋ္ဌဟောင်းမူတူစေဖိုမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဒုတိယဥက္ကဋ္ဌဟောင်းရဲဘော်မျိုးဝင်းနဲ့ပုံမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့နိုင်ငံကဟောင်းဗမူကြီးခွန်ဦးကတို့ပါဝင်ပါတယ်

15ကြိမ်မြောက်ကွန်ကရစ်အစည်းအဝေးမှာဥက္ကဋ္ဌဖြစ်လာပြီး2023ခုနှစ်မှာတော့ယာရုကနေနားယူခဲ့တာဖြစ်ပါတယ်စစ်တပ်အာဏာသိမ်းတာဟာနိုင်ငံရေးပြည်ထနာဖြစ်ပြီးဒီပေါ်မှာလက်နက်နဲ့ဖြည့်ရှင်းကြတာကိုဝမ်းနည်းတဲ့အကြောင်း2022ခုနှစ်မေလကဗိုလ်ချုပ်ကြီးမူတူးစေဖို့ကလက်မှတ်ထိုးစာထုတ်လို့ဝေဖန်မှုတွေမြင့်တက်ခဲ့ပါသေးတယ်2023ခုနှစ်ဧပြီလမှာ KNU ဥက္ကဋ္ဌယာရုကနေအနားယူပြီးတဲ့နောက်စက်တင်ဘာလကုန်ပိုင်းက နေပြည်တော်မှာစစ်ကောင်းဆောင်နဲ့တီးတန့်တွေ့ဆုံခဲ့သလိုစစ်တပ်ကနှစ်စင်ကျင်းပတဲ့ NCA ပွဲတွေကိုလည်းတက်ရောက်အားဖြည့်ပေးခဲ့သူဖြစ်ပါတယ်။ဒီပုံကိုတရားတစ်ချိန်လုံးကတော့ KNU ရဲ့ကောင်းဆောင်ရေးတွေဖြစ်တယ်။သို့တော့ဒီနေ့ဒီကာလမှာတာတောင်မှလည်းမရှိဘူးတာမန်လူတယောက်တည်းဖြစ်တယ်။သို့တော့သူတို့ဟာ KNU အဖွဲ့ဝင်တယောက်အနေနဲ့ဆက်လက်တည်ရှိနေတယ်ဆိုတာတော့မမေ့သင့်ဘူး။ ပေါ့လေဆိုတော့အဖွဲ့ဝင်တယောက်အနေနဲ့အဖွဲ့ဝင်အဖွဲ့အစည်းရဲ့စီမင်းစည်းကမ်းတွေကိုတောင်းခံမှရှိတယ်လို့မူဝါဒ policy ကိုလည်းတောင်းခံမှဆိုတောင်းဝင်ရှိတယ်ပေါ့လေအဲ့လိုလုံဆောင်ခြင်းအဖြစ်တော့ကျွန်တော်တို့မူဝါဒနဲ့ကိုက်ညီမှုမရှိဘဲနဲ့စပီလာဆန့်ကျင်ဖြစ်နေတယ်ဆိုတာကိုတော့ကျွန်တော်တို့မြင်တွေ့နေရပါတယ်ခင်ဗျာဘူကျော်ကြီးမူတူးစေဖို့အပြင် KNU တက်မဟာ6ဒူးပလေယာခရိုင်ဥက္ကဋ္ဌဟောင်းဘဒူစောရွှေမောင်းဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKBA ရဲ့ဒုစစ်ဦးစီးချုပ်ဒုတိယဘူကျော်ကြီးစောရွှေဝါ ဘူဂျုတ်စောဆန်းအောင်ဘူဂျုတ်စောစိန်ဝင်စေအုပ်စုကပေးတဲ့ဝနကြော်ထင်ပွဲရငញ្ញံရေးကောင်စီ KNLPC ဒုဥက္ကဋ္ဌနောက်ကပေါ်ထူးတို့ တက်ရောက်ခဲ့ကြတာတွေ့ရပါသေးတယ် ABSDF ရဲ့ဒုတိယဥက္ကဋ္ဌဟောင်းရဲဘော်မျိုးဝင်းဟာ စစ်တပ်ကဖိတ်ခေါ်တဲ့ငင်းငင်းရေးဆွေးနွေးပွဲတွေကိုတက်ရောက်ပြီး NCA ရှင်းနှစ်ပြည့်ပွဲကို တက်ရောက်လို့အဖွဲ့ကနေယာတူးရဆိုင်တယ်လို့ထုတ်ပြန်ခံထားရသူပါသူကိုယ်တိုင်လည်း ABSDF ရဲ့စနစ်ကြိမ်မြောက်ညီလာခံမှာနှုတ်ထွက်ကြောင်းပြောဆိုခဲ့သလိုသူ့ရဲ့နိုင်ငံရေးလှုပ်ဆောင်ချက်တွေကအဖွဲ့နဲ့မသက်ဆိုင်ဘူးလို့ ABSDF ဘက်ကပြောပါတယ်သူဟာစစ်တပ်နဲ့အပြည့်ရထားတဲ့ KNLPC မှာနိုင်ငံရေးအကြံပေးအဖြစ်တာဝန်ယူထားတယ်လို့ ဥခွန်ဥက္ကာကပြောဆိုဘူးပါတယ်။ ABSDF ရဲ့ဥက္ကဋ္ဌရဲဘော်တန်ခဲကတော့ NCA ပွဲသွားတက်သူတွေဟာတော်နိုင်အတွက်စွန့်လွတ်ရမှာတွေကို ဝင်လေးတယ်လို့အကျိုးစီးပွားတွေကြောင့်ဖြစ်တယ်လို့ EAOR ကို ဖြေဆိုထားပါတယ်။အဒီလမ်းကြောင်းကြီးကမားနေဆိုတာသိရကြ။အတိရမယ်လေ။အချိုးစီးပွားတွေရှိနိုင်တယ်။နောက်တစ်ခုကတော့ဒီဒီ ဒီစွန်လာရမယ်ခဏအဲဒီနေ့အဲဒီတော်လိုင်းကြီးမှာပါဝင်ရမယ်ခါမှာပြီးဆက်ရမယ်အလုပ်တွေရှိကောင်းရှိနိုင်ပါလေအဲဒီပေါ်မှာအဲစင်းလာပတ်ချက်နေရတဲ့အခြေအနေနဲ့ရှိနိုင်တယ်ဒီလိုတုံဆိုင်မှုတွေကြောင်းမို့လို့အဲမချစ်တော်တဲ့အောင်းငန်းနှမ်းပေါ်ဗျာအသီးသီးကြီးနဲ့သွားနေတဲ့လူတွေရှိတယ်လို့အချိုးစည်းဝါးတွေသွားနေတဲ့လူတွေလည်းရှိကောင်းရှိနိုင်တယ်ဒါကြောင့်မို့ဘလို့ပဲသွားနေနေဗျာဒါကအာဒီလူလူအတွက်လည်းအကျိုးမဖြစ်နိုင်ဘူးဓာရီကစက်ကောင်စီကိုပဲတစ်ဖက်ကထောက် တန့်ပြီးတဲ့အခြေအနေရှိနေရဆိုတာကိုတော့အဲအကြမ်းကြမ်းချင်းကိုယ်တိုင်လည်းမြင်နိုင်မယ်လို့ကျွန်တော်ယူဆပါတယ်ဗျာဥက္ကဋ္ဌကဟာဥအောင်ခန့်တီဥဆောင်နဲ့ပုံမျိုးသားဖွဲ့ချုပ် PNO ကစစ်တပ်နဲ့ပေါင်းသွားချိန်ကြံခဲ့တဲ့ရဲဘော်ရင်းနဲ့ခွဲထွက်ရာကနောက်ဆုံးမှာ PNL နိုင်ငံကတာဝန်အထိပါဝင်ခဲ့ပါတယ်။ တူဝါပိုမျိုးသားတွေရဲ့ဆီယန္နာရှင်တော်လိုင်းဤအစမှာပါဝင်ခဲ့သလို PNL ရဲ့အခြေခံမူမှာတစုံတဝူးတယောက်ရဲ့လက်ကင်တုံမဖြစ်ရေးဆိုတဲ့မူကိုထည့်သွင်းဖော်ပြဖို့ဥဆောင်ရေးဆွဲခဲ့သူဖြစ်ပေမဲ့လက်ရှိချိန်မှာတော့အာနာသိန်းစစ်တပ်ဖိတ်တဲ့ပွဲတွေကိုတွားတက်ပြီးဆီယန္နာရှင်အလိုကျပြောဆိုနေသူဖြစ်ဝေဖန်ခံနေရသူဖြစ်ပါတယ်ကျွန်တော်တို့ဒါသင်ခန်းစာယူပါတယ်အဓိကတော့နိုင်ငံရေးမှာတော့မိမိရဲ့ယက်တီချက်မူပေါ့ဗျာ ကိုမူနဲ့ကိုရက်ပြီးတော့သွားကြရတာ။အဲနိုင်ငံရေးတော်လိုင်းလို့တဲ့ခါမှာတော့ကိုချမှတ်ထားတဲ့မူကိုမူတရက်ကိုချမှတ်ပြီးရင်တော့ခိုင်မှရက်ဖို့တော့လိုတာပေါ့။နိုင်ငံရေးကျင်းသားများကူညီစောင့်ရှောက်ရေးအသင်း AABB ကပြုစုထားတဲ့စည်ရင်းအရအာဏာသိမ်းပြီးတဲ့နောက်စစ်တပ်ဟာပြည်သူ9000ကျော်ကိုတပ်ဖြတ်ထားသလို SCA ပွဲနှစ်ပတ်လည်မတိုင်ခင်ရက်ပိုင်းလပိုင်းမှာတင်စာစင်ကြောင်းတွေစစ်ရှောက်စခန်းတွေနဲ့ လူနေအိမ်တွေကိုပိတ်မှတ်ထားဘုံကျဲတိုက်ခိုက်မှုတွေလုပ်ထားတာဖြစ်ပါတယ်။ဒါကြောင့်စစ်တပ်ကအာဏာဆက်လက်ထိန်းချုပ်နိုင်ဖို့ကြိုးပမ်းနေတဲ့ဟန်ပြငင်းငင်းပွဲတွေကို တက်ရောက်ခဲ့ကြတဲ့တိုင်းသားလက်နက်ကိုင်တွေတရုတ်အိန္ဒိယနဲ့နိုင်ငံတကာတန်တမန်တွေအပါအဝင် နိုင်ငံရေးပါတီတွေဟာလူသားသမားကိုဝင်းရနေသူတွေဖြစ်တယ်လို့ဆီယနာရှင်တော်လိုင်းလှုပ်ရှားနေသူတွေကပြောကြပါဗျာ။